ကိုသူငားလေးနဲ့ကျွန်တော်ကဟိုကိုအားနေတဲ့အချက်ရှိတယ်အဲစကားပြောတဲ့အနေအမှာစကားပြောတဲ့အတန်လုံးနေလုံးနေပြီးတော့ကျွန်တော်အပြင်မှာပြောလို့ရှိရင်မြန်တယ်မြန်တဲ့အခါကျလို့ရှိရင်သူတို့ဟိုတိတ်နားမလဲဘူးတကယ်ချင်းတကယ်ချင်းလာမှနားလဲတာအဲ့လိုမျိုးပေါ့ရမ်းမြန်တယ်စကားဟိုလုံးနေလုံးနေဘာလို့ပြောရောက်ခက်နေအဲ့လိုမျိုးပေါ့ကိုကိုအားနေတာပေါ့နော်ဒီကအဲ့လိုမျိုးငါလုံးလိုက်တဲ့ငါစူးစမ်းနေတာနဲ့ဘာဖြစ်လို့အဲ့ဒါဖြစ်နေရလဲဆိုတော့ကိုကအားနေတယ် အဲ့ဒါကျွန်တော်ပူကြိုးစားတယ်အဲ့ဒါစားရပြီးမှဖတ်တယ်အတန်းထုတ်ပြီးဖတ်တယ်စကားလုံးတွေကိုပြီးတော့ဟိုဖျားစာတွေပါဠိစာတွေကျွန်တော်ချွတ်တယ်အဲ့ဒီလိုမျိုးကျွန်တော်မြန်မာလေ့ကျင့်တာပေါ့ကျွန်တော်ဟိုပြိတ္တမီနေရကျဲသွားတာပေါ့နော်ဟိုမှာစီးရီးဆိုလည်းကျွန်တော်မရှိနေဘူးဟိုထွက်လာမယ့်ယုံဒီကမ်းမှာလည်းကျွန်တော်မရှိနေဘူးဒါပြိတ္တမီမှာတကယ်လည်းအဲ့လိုပဲကျွန်တော်အမှမေးကြတယ်အခုရှုပ်ချင်နေစမြိုက်တော့ဟိုလာမသိကောပဲနားရသလိုပါလို့နေပေါ့နော် ကျွန်တော်ကလူပညာကိုကျွန်တော်ကဟိုလုံနေတဲ့တော့လုံနေမှာပဲဒါပေမဲ့အเจ้าမျိုးကြောင့်ဂျားထဲမှာကြံ့ကြာသွားတဲ့အခါကြီးရှိရပါတော့။အဲ့အတွက်လည်းကျွန်တော်ခုပြန်ပြီးရောပြက်လာပါပြီလို့ဟုတ်။အခုလိုအောင်ရတော့ဖြစ်ပါတယ်။အဲ့ဒီချိန်တွေမှာရောတခြားချိန်တွေမှာရောအခုချိန်ဒီလေကိုတရုတ်ဆောင်နဲ့ပတ်သက်ပြီးကိုရဲ့ကျိုးစားမှုနဲ့ပတ်သက်ပြီးတော့အားမရသေးဘူး။အများကြီးကျိုးစားမှုလူတွေလို့ပဲကျွန်တော်တော်မြင်ပါတယ်။အာကျွန်တော်ကကျွန်တော်ရိုက်ထားတဲ့ဒီထုံးမဲ့ဂျုံတွေကားတွေကတော့လက်ရှိမကြံနေသေးရတော့၅ကားလောက်ရှိရတယ်။ ဒါပေမဲ့လည်းအချောင်းမျိုးကြောက်တော့ဖတ်ဖို့ကကြောက်ကြနေသေးတယ်။နောက်ပြီးတော့ဒီမဟာနဲ့ရိုက်ဖြစ်တဲ့ဆိုတဲ့အကြောင်းရင်းလည်းကျွန်တော်အရင်ကဒီမဟာနဲ့ရိုက်ချင်တာကြာပြီ။ program လည်းမဟာနဲ့ဟိုရိုက်ဖြစ်ခဲ့ရင် ကောင်းမယ်လို့ကျွန်တော်လည်းတာနာကျွန်တော်စဉ်းစားမှုရတယ်။ဒါပေမဲ့နောက်ပိုင်းကျကျွန်တော်ဟိုအခုအချိန်ဒီမှာကျွန်တော်ဟိုမဟာပကနေပြီးတော့ကျန်းလန်းလာတယ်။ဒီကျွန်တော်ဆက်ပြီးဖတ်တယ်။ပြည့်စက်တဲ့ guide ကလည်းကျွန်တော်အရင်လိုက်နေတဲ့အတွက်ကျွန်တော်တက်ခတ်ပြတာ။ကိုနေချာနေမကြလောလာကိုကို ခိုးပြီးတော့ချီတာပါကျွန်တော်ကကျွန်တော်အတန်ကကျွန်တော်ကဒီအရင်တော့ကကျွန်တော်ကစကားအရန်ထစ်တယ်အခုကျွန်တော်ကတော့တော်တော်လေးကိုလေ့ကျင့်လာတာပေါ့နော်ကျွန်တော်ကမွေးကလေးကဒီရှာမှာအဲ့လိုကိုမပြောတော့ရှက်ကင်ဟိုတိတ်ဟိုဖြစ်ဦးလားမသိဘူးအဲကျွန်တော်ကြိုးရှက်ကင်တူလားမသိဘူးအဲ့တော့ကျွန်တော်ဟိုပြောဆောင်တဲ့ခါမှာလည်းကျွန်တော်ကညီရက်ပို့ပြီးတော့စူးစမ်းရတယ်ညီရက်ပို့ပြီးတော့လေ့ကျင့်ရတယ်ဒါကအရင်တော့ကကျွန်တော်စပြီးတော့ကျွန်တော်ပြောဆောင်တဲ့ခါမှာဗီဒီယိုခစ်တော့မှဆိုလို့ရှိရင်ကျွန်တော်အဲ့ ကျွန်တော်ဆရာဒါရိုက်တာနဲ့ပြီးတော့စကားပြောမှုအယူကျွန်တော်အဲ့တော့အတိတ်ဆိုတော့ကြောက်လဲကြောက်တယ်ပြောမှုပြောမှုလည်းဘုန်းပြောမှုဆိုတယ်ဝင်လေးနဲ့အဲ့လိုမျိုးပေါ့နော်ရှိန်ညာကြီးလည်းပါတော့ဒီမှာပြောပြောလို့မရတော့အဲ့ကျတော့လက်ကောက်ထုတ်တာဘုန်းဆိုပြီးတော့အဲ့လိုမျိုးပေါ့အဲ့အခါမှာလည်းကိုကဩဒါပူအားဖြစ်တာပေါ့ကိုရဲ့အားနဲ့ချက်ပေါ့နော်အဲ့အားနဲ့ချက်ကိုပြင်းပြင်းနဲ့ပြင်းစင်လာတယ်ကိုကြိုးစားတယ်တချို့အရာတွေမှာကျွန်တော်ပြောဆောင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဟာအမြဲတမ်းမှာဒါလိုပါတယ်ဒါလိုပြောလိုက်ရမှာအဲ့လိုမျိုးပေါ့ တော်သူများလေးလည်းကျွန်တော်ကဟိုပိုအားနေတဲ့အချက်ရှိတယ်အဲစကားပြောတဲ့အနေအမှာစကားပြောတဲ့အတန်လုံးနေလုံးနေပြီးတော့ကျွန်တော်အပြမပြောလို့ရှိရင်မြန်တယ်မြန်တဲ့အခါကျလို့ရှိရင်တချို့ကဟိုတိတ်နားမလဲဘူးတကယ်ချင်းတကယ်ချင်းလာမှနားလဲတာအဲ့လိုမျိုးပေါ့ရမ်းမြန်တယ်စကားကဟိုလုံးနေလုံးနေဟိုပြောရောက်ထက်တယ်အဲ့လိုမျိုးပေါ့ဟာကိုကိုအားနေတာပေါ့နော် ဒီကအဲ့လိုငါလုတ်ခဲ့တဲ့ငါချူစူးစားနေတာနဲ့ဘာဖြစ်လို့အဲ့ဒါဖြစ်နေရလဲဆိုတော့တော့အားငယ်ဒါပေမဲ့လည်းကျွန်တော်ဒါယူငါအားငယ်နေလို့ကတော့ဘာဖြစ်မှာမဟုတ်ဘူးအားငယ်နေတဲ့အချိန်မှာကုံသွားမှာစူးစားမှအဲ့အချိန်ကပို့ပြီးတော့တိုးတက်မှာအဲ့ဒါကျွန်တော်ပူစူးစားတယ်ကျွန်တော်စာရီမြတ်ဖတ်တယ်အတန်ထုတ်ပြီးဖတ်တယ်စကားလုံးတွေကိုပြီးတော့ဟိုဖျားစာတွေပါဠိစာတွေကျွန်တော်ရွတ်တယ် အဲ့လိုမျိုးကျွန်တော်များလေ့ကျင့်တာပါနော်။ခါကြရတယ်ရှုပ်တင်ကိုရှုပ်တင်ချိုင်းနေရင်လည်းစားတဲ့ခါမျိုးလည်းရှိတယ်။ဒီမှာလည်းစားတဲ့ခါမျိုးဒါတော့ယုံးနေကျွန်တော်ကအားမပြေဘူး။ကျွန်တော်လည်းအဲ့လိုမျိုးသူများစားလဲကျွန်တော်ဘာစိတ်မဆိုးဘူးဒါဘာမှမဖြစ်ဘူး။ဒါပေမဲ့တခုတော့ရှိရတယ်လို့စကားထည့်လို့ရှိရင်သူများတကောင်တိုက်စားလို့ရှိရင်လည်းမျိုးပြန်ပြီးတော့စကားထည့်လိုက်မယ်လို့ကျွန်တော်ဖွယ်ထဲမှာစကားထည့်တာနှစ်ယောက်ရှိတယ်။ဟိုတစ်ယောက်ကျွန်တော်ရဲ့ဟိုနှစ်ယောက်ခဲ့စကားထည့်တယ်။အဲ့လိုမျိုးအောင်မင်းကကျတော့မြင်တယ်တခါကျရင်အထိတ်ရတာပေါ့။ခင်ဗျာအဲ့လိုမျိုးပဲ။ ညောင်သားကိုတောင်းတာအခုတကယ်ချင်းတွေ့လို့ရှိရင်အဲ့လိုစကားနဲ့အမြင်လေးဘယ်မှနိုင်ပြောလဲဒါတော့လူတိုင်းမှာတော့အာဏာချက်ဆိုတာရှိရဲ့အဲ့ဒီအာဏာချက်ကလည်းကျွန်တော်တို့ဒီအာဃာချက်ဖြစ်သွားနိုင်တဲ့အခါကြီးလည်းအများကြီးရှိရဲ့ကိုစကားဖြစ်တဲ့လူတွေဖြစ်ဖြစ်ဟိုစကားပြောတာအာနေလူတွေဖြစ်ဖြစ်မိကသူတို့ဟိုစရမြတ်တဲ့သူတို့စိတ်ထဲမှာကျွန်တော်တို့တော့ဘာမှမဖြစ်ဘူးဒါပေမဲ့တချို့လူတွေကရှိရဲ့ရန်အငယ်ဝါတက်တဲ့လူတွေရှိရဲ့ရန်စစ်မကောင်းဖြစ်သွားတဲ့လူတွေရှိရဲ့သူတို့စိတ်ထဲမှာရန်ဝန်းနေဝါတာပါ ။အဲချိုးကြတော့လေခလေးသေးသေးလေးကကိစ္စမရှိမယ်။ဟိုလူပြူပေါ်ပြူပေါ်ပွေနေလူကြီးဆိုလို့ရှိရင်ချက်သွားတဲ့အခါမျိုးရှိတယ်။အဲကြလို့ရှိရင်တို့အဲ့လိုမျိုးလေးဟိုစကြင်နောက်ကျလို့ရှိရင်လည်းဟိုထိမ့်သိမ့်ပြီးပါလို့ဘာဖြစ်လို့လဲဆိုတော့ဒါတို့ရဲ့အားနည်းချက်ဖြစ်နေတဲ့အတွက်ကိုကိုယ်တိုင်လည်းတော်တော်ခံစားမှုရဲ့လူကြီးဖြစ်တဲ့အတွက်ဒီရောင်ဟိုဖေးမှပြီးပါပို့ပြီးတော့ဘာမှမဖြစ်ဘူး။တိုင်းရေးအဆင်ပြေရေနော်။အဲ့ဒါမင်းတို့စင်ကုန်းတယ်မဟုတ်ဘူး။ဒါအောင်မင်းလုံနိုင်နေဆိုတဲ့အရာမျိုးပဲ။ဒီစကုပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်။ va tu ko vi che ya ko la mi ge ya di la mya chon de ne ya ကိုင်းတာတခုပြီဆိုရင်ကျွန်တော် ID တွေပါကိုချင်းရတာပဲပြီးတော့ပိတ်တက်ကကိုဒီလိုမျိုးမြင်နေပြီဆိုလို့ရှိရင်တော့ဒီလိုဆိုလို့ရှိရင်သူတို့ပုံမှန်ဘယ်လိုမျိုးလေးဘယ်လိုမျိုးဆက်လေးကိုကြိုက်မလဲပေါ့နော်အဲ့လိုမျိုးလေးလုတ်စီလုတ်ပေးချင်တယ်ပေါ့နော်ကိုလည်းမတူတဲ့ကာရိုက်တာတွေလည်းအမြဲတမ်းတိုးဆောင်သွားချင်တယ်ဘာလို့လဲဒါရဲ့ပေးလာတဲ့ကာရိုက်တာတွေကကိုမလုတ်ဘူးလေကိုရဲ့စိန်ခုံမှုဖြစ်လေပဲအဲ့ဒါကိုပို့ပြီးတော့ ဟိုပူရင်ခုံတယ်ပူစိတ်လို့ရတယ်ပူပြီးတော့ဟိုပူပူပြီးတော့သူအများကြီးအများကြီးအဲ့ဒုပြစေခြင်းတယ်ပေါ့ဒုပြခြင်းတယ်ပေါ့အဲ့လိုမျိုးပေါ့ငါတရားကငါပူကျူးစားပြရင်ဒါမှခါမလုပ်ဘူးအဲ့ကာရီတာကငါလည်းပြရင်ပိတ်တဲ့ချိန်နဲ့တက်မဲ့တူတော့ထင်တယ်ဒါပေမဲ့သူတို့မကြိုက်သေးလဲငါကြိုက်အောင်လို့ပူကျူးစားမယ်ပေါ့အဲ့အဲ့စိတ်ပေါ့ဟုတ်ကဲ့ပါအခုတော့ကျွန်တော်ဒီချမ်းမြေ့စေချောင်းဆိုရယ်ကျွန်တော်မဟာမှာစီးပွဲကိုကျွန်တော်အခုဆိုင်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဟိုနောက်တဲ့ဂျုံတင်ကားကြီးလည်းလာဖို့ရှိပါတယ်အခုကျွန်တော်ခြိုက်နေပြီဆိုတော့ကျွန်တော်ပြေးတော့ကြည့်ပြီးပါရခင်ဗျာ